can never do do this song ါ तू ကတော့ဟိုတကယ်တမ်းကလည်း तू စိတ်ပါလို့လည်းရိုက်ဖြစ်တာပါကိုတို့တွေတက်တန်းဒီလိုမျိုး16နှစ်ပြည်လာတဲ့အပေါ်မှာတော့ကိုထက်ဆိုင်ကိုကကိုမျိုးသမီးကိုပြီကျေးဇူးတင်ရမှာကိုလောက်ခဲ့တဲ့အပြစ်တွေကတော့ကိုတို့အိမ်တော်တစ်ခုပြုတ်ကွဲသွားနိုင်တဲ့အနေအထားမျိုးလေအခုကြတော့ပိုပြီးတယောက်နဲ့တယောက်တယောက်နဲ့တယောက်ဆိုတာတဲ့ကိုပို့ပြီးတော့ကိုဘက်ကတော့ပိုပြီးတန်မိုးထားတယ်သူတိုင်ရုံးစင်နေလဲပိုလာတယ်ညီမလေးရဲ့အဲဘာပဲဖြစ်ဖြစ်တယောက်တယောက်မရှိရင်တယောက်မနေတတ်ဘူးလေထမေဟာပိုလာတယ် ွဲကိုကကြတော့ကိုဒီ anniversary တခြင်းမှမဟုတ်ဘူးကိုကငကိုရေကလည်းတခြင်းကိုကိုအရန်ဝါသနာပါတယ်ဝါသနာပါတယ်ဒါကိုကိုကိုကတော့ professional ကြီးမဖြစ်နိုင်ဘူးပေါ့ဒါပေမဲ့အမှတ်တရလေးတွေအကောင်းဆုံးတတ်တတ်ရရလေးတွေလုပ်မယ်ဆိုပြီးတော့ကိုကတခြင်းတွေကိုကိုကြိုက်တဲ့တခြင်းလေးတွေကို note ထဲမှာကိုချက်ချရေးထားတာအာဒီနေ့ anniversary ကတော့ဒီအနမ်းပန်းပေါ့အဲ့လိုမျိုးလေး plan လေးလည်းရှိပြီးသားပဲ အချယ်ရီဦးနဲ့လည်းကိုတေချာပြောထားတယ်ချယ်ရီဦးကလည်းကိုအမြဲတမ်းပံ့ပိုးပေးတယ်အဲ့လိုမျိုးလေးနဲ့ကိုတို့ကဒီတစ်ခေါက်ကကိုနှစ်လလောက်ဂျူကြီးစီစဉ်ပြစ်တယ် အဲချစ်ငယ်ကကြတော့ဟိုဒီသတင်းကျွတ်ကာလမှာတိတ်မအားလိုက်တော့ကိုတို့ကဒီတိုင်မဲ့ anniversary တော့မိပါတယ်မိပါတယ်တေချာလေးတော့အဲ့လိုပေါ့မပြောချင်တာဂျိုကြီးပြင်ဆင်တယ်ဂျိုပြီးတော့အဲ DY နဲ့လည်းအတန်နေပါတယ်ကိုတို့တွေက studio မှာတခါတည်းအတီးတွေပါတင်ထားပြီးပြီအဲပြီးတော့ချင်းငယ်နဲ့အဲ့လို29ရက်နေ့မှာချင်းငယ်ကကြတော့ဒါစတူဒီယိုမှာလာဆိုရင်းနဲ့တခါရေးရိုက်ပေးသွားတာပေါ့ချင်းငယ်ချင်းငယ်ကလည်းလက်ဖွဲ့လေးရိုက်ပေးသွားတာပေါ့ဘာပဲဖြစ်ကိုတို့ဘောကအဲဒီမှာအမှတ်တရတော့ဖြစ်သွားတာပေါ့တကယ်ကိုအမှတ်တရဖြစ်သွားတယ် ငြိမ်ချမ်းမှုတွေဖန်ဆင်းပေးဆွနေသူမင်းလေးတယောက်သာမောင်ချင်မယ်အဲ तू ကတော့ဟိုတကယ်တမ်းကလည်း तू စိတ်ပါလို့လည်းရိုက်ဖြစ်တာပါ तू လည်းအိုင်းနေကမမတ်ရဆိုကိုရ28ရက်နေ့ကဘန်ကောက်ကရောက်တယ်29ရက်နေ့မှာရိုက်တယ်ကိုသူ့ပြောတယ် သူအဲ့နေနေမကောင်းဘူးနေမကောင်းတာလည်းအမှတ်တရပဲသူရိုက်နိုင်တယ်တဲ့အဲ့မတိုင်ခင်လဲကိုတို့တွေဘန်ကောက်မသွားခင်မှာသူကိုတာကီစတူဒီယိုသွားတယ်သူဝက်စားလေးဝက်ကြည့်တယ်ကိုဗီဒီယိုကောခေါ်တယ်ကိုပြောလိုက်တယ်မိမအဲ့ဝက်စုံနဲ့အရန်လိုက်တယ်ဇပင်လဲအဲ့တို့လေးပဲရိုက်မယ်ပေါ့နော်သူကတော့ပရမဇပင်နေဇပင် ထုံးကျင်တယ်ပေါ့နော်မဟုတ်မထုံးပါနဲ့ဒီတိုင်းလေးလှတယ်ဆိုပြီးတော့အဲ့ဒါကိုပဲအဲရွေးချယ်ပေးလိုက်တာပေါ့နော်အဲအဲ့ဒါနဲ့သူလည်းလက်ခံတယ်ပြီးတော့အဲ့ဒီဆိုလည်းနေမကောင်းဘူးကိုကကိုတာကိစတူဒီယိုမှာရိုက်နေနေကွာအပြင်မထွက်တော့ဘူးပေါ့စဉ်းစားလိုက်တာဒါပေမဲ့သူကပြောတယ်ကားလဲစီစဉ်ပြီးနေပြီကားဆိုလဲຫນွယ်ပွင့်ရန်ညီလေးနဲ့ညီမလေးကူညီပေးထားတာပေါ့နော်အဲ့မှာ အဲသူကရိုက်လိုက်ပါတဲ့သူသွားနိုင်နေတဲ့ဆိုတော့ကိုတို့အိုင်အောက်တိုဘာထွက်ရိုက်ဖြစ်တော့ပူလှသွားတာပေါ့ပူပြည့်စုံသွားတာပေါ့ဟုတ်တယ်ကိုကအဲ့ဒီနောက်နေ့မှာ17ရက်17လမှာကိုတင်တာပေါ့နော်10ရက်နေ့ညမှာကိုစကဂျူးတင်မှုအတွက်ကြည်တာတော့မှကိုဘကိုလည်းကြည်ရင်လည်းကြည်နူးဖြစ်ပါတယ်ရင်းချမ်းနေပေါ့တူတူဒီဆောင်မယ်တို့နေရောင်ရဲ့အချစ်ရသဝင်တွင်ရင်မယ်တွင်လည်းမဖြုတ်ပါချစ်ခရီးလမ်းစောင်း တွေတက်တန်းဒီလိုမျိုး16နှစ်ပြည့်လာတဲ့အပေါ်မှာတော့အဲကိုထက်ဆိုင်ရင်ကိုကကိုမျိုးသမီးကိုပူပြီးကျေးဇူးတင်ရမှာပေါ့သူတကယ်ကိုသစ္စာရှိပြီးတော့တိခံပေးလို့ဘို့တို့ဒီလောက်ထိဖြစ်သွားတာပါဟုတ်ပါတယ် နည်းအားလုံးရေးကြည့်တယ်ဆိုပေမဲ့လည်းကိုလှုပ်ခဲ့တဲ့အားလုံးကိုလည်းကိုချပြထားတာပဲလေနော်ကိုလှုပ်ခဲ့တဲ့အပြစ်တွေကတော့ကိုတို့အိမ်တော်တခုပြုတ်ကွဲသွားနိုင်တဲ့အနေအထားမျိုးလေအဲ့ဒါကိုသူတီးခံပြီးတော့အကောင်းဆုံးသူကအေးရက်တီပေးတယ်မိသားစုရောမျက်နာလည်းတခြားပေါ့နော်အားလုံးဟိုသမီးလေးမျက်နာကိုမျက်နာမိဘတွေရဲ့မျက်နာတခြားကြည့်ပြီးတော့သူကဟိုတခြားတီးခံပေးတာဆိုတော့ကိုကသူ့ကိုတော်တော်လေးအခုချိန်မှာပူပြီးချက်ရတယ်ပူပြီးကူးဆက်ရပါတယ်ဟုတ်ပါဘူးအဲ့ဒီတော့အမတို့ဘောသားကြီးပြီးအခုပေါ့နော်ဟုတ်ပါဘူး ံနာလေးပြီးတော့ချင်းတော့တူတာဟင်းဆိုပြီးတော့တူဆိုသူဆိုရင်တေကြတာပေါ့တေကြတာပေါ့နော်ဒီမျိုးလေးနေရဖို့ဆိုအရှင်းရပါလိမ့်မယ်ကျွန်တော်အခုကျတော့ပို့ပြီးတယောက်နဲ့တယောက်အဲတယောက်နဲ့တယောက်ဆိုတာတဲ့ကိုပို့ပြီးတော့ကိုဦးဘက်ကတော့ပို့ပြီးတံမိုးထားတယ်သူကိုတယောက်နဲ့တယောက်ကတော့ခုနပြောသလိုပေါ့ဒီတန်ရုံးစင်နေလဲပို့လာတယ်ညီမလေးရဲ့ အဲဘာပဲဖြစ်ဖြစ်တယောက်တယောက်မရှိရင်တယောက်မနေတတ်ဘူးအဲ့လိုမျိုးကိုဆိုလဲဝယ်စားဝယ်တာအစသူကြည့်ပေးမှကိုအစ်တမကိုမှရွေးချယ်ရခက်နေပြီဆိုရင်မိမအေးဒါလေးဝယ်ရမလားဟောအဲ့လိုမျိုးကိုတကယ်ဖြစ်တာအပူပြောတာမဟုတ်ဘူးဟိုဆုံးဖြတ်ပေးဖို့ဟာကောလीအဲ့လိုမျိုးလေသူရှိဖို့လိုတာပေါ့ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဘာပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့တွေအဲအိမ်အောင်တစ်ခုမှာကတော့ဒီလိုမျိုးလေးတက်တန်းတစ်ခုရလာတဲ့အချိန်မှာတယောက်နဲ့တယောက်နားလည်မှုအရင်အရေးကြီးပါတယ်ဟိုတချို့ဟာလေးတွေကကြတော့ ဘလို့ခေါ်မလဲတကဒီအချိန်မှာဒါလုပ်မယ်ဆိုပြီးတော့ plan ချလို့မရတဲ့အနေအထားမျိုးလေးတွေရှိတာပေါ့နော်အဲဘာဖြစ်ဖြစ်တယောက်နဲ့တယောက်သီးခံနားလဲပေးပါဘာဖြစ်ဖြစ်ယောက်ျားလေးကတော့ပုံပြီးသီးခံတဲ့နယ်လို့ပြောချင်ပါတယ်ကျေးဇူးပါကျေးဇူးပါ